ဟုတ်ကဲ့မင်္ဂလာပါဆရာဦးဆိုင်ဝင်းရှင်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာမနေ့ကပဲဒီ2029စစ်စင်ရေးကတက်နှက်ပြည့်သွားတယ်ပေါ့နော်ဒီစစ်စင်ရေးနောက်ပိုင်းမှာဒီစကန်းတွေမြို့တွေတော်တော်များများကိုစက်ကောက်စီကလက်လွတ်ထားရတယ်ပေါ့နော်အဲဆိုတော့ဒီတစ်ချိန်တည်းမှာဒီလိုမျိုးစကန်းတွေမျိုးတွေကိုလှက်လွတ်နေရတဲ့အချိန်မှာပေါ့လေဒီစကောင်းဆောင်မြောင်းလှိုင်ကသူဘာတွေလုပ်နေခဲ့တလဲဆိုတာမျိုးကိုအဲကြားသိရသေးလဲရှင်ဒီ မမရရဆိုလို့ရှင်ပေါ့နော်ဒီလောက်ကင်ကြတဲ့ညမှာစကောင်းဆောင်ကညစာစားပွဲတက်နေတာမျိုးပေါ့နော်အဲ့ဒီလိုမျိုးပေါ့နော်တခြားထင်ရှားတာလူပြောစရာဖြစ်တဲ့ကိစ္စတွေရှိသေးတယ်ဆိုလို့ရှင်လည်းပြောပြပေးပါအောင်ရှင်ဒီစစ်ဖက်ဒီ CH အနေနဲ့ပြောလို့ရှင်ဒိုင်းစစ်ဌာနချုပ်14ခုမှာ10ခုကစစ်တိုက်နေတာနောက်မျိုးနယ်ပေါင်း330ရှိတဲ့နေရာမှာမျိုးနယ်230မှာတိုက်ပွဲတွေဖြစ်နေပြီးရင်မျိုးပေါင်း80ကျော်လက်လွတ်လိုက်ရပြီ အဲ့တလို့အခြေအနေမှာဒီစစ်တပ်ကြီးရဲ့အကြီးအကဲဖြစ်တဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကဆိုကာရည်တီပွဲတွေတက်လိုက်ညစာစားပွဲတွေတက်လိုက်ကာပွဲတွေတက်လိုက်ဘောလုံးပွဲကြီးလိုက်ဒါမျိုးတွေပေလောက်တာကိုကျွန်တော်တောက်လျှောက်တွေ့ခဲ့ရအဲ့ဒါကြောင့်လဲဒီလိုမျိုးအခြေအနေဒီအကြောင်းအရာကိုဆိုရှယ်မီဒီယာမှာ ဟာတာလောက်ကြ စစ်တပ်ထောက်ခံတဲ့သူတွေကြားထဲမှာလည်းဟာမချစ်မရဲနဲ့ဝေဖန်ပြောဆိုကြဘူး။နောက်ဆုံးကိုကုံပြောရင်တန်တမန်တွေကြားထဲမှာတော့ဒါကပြောစရာအကြောင်းအရာတစ်ခုဖြစ်တယ်။အဲ့တော့ထင်ရှားတဲ့ဒီဖြစ်ရပ်တွေကိုကျွန်တော်ပြန်ကြည့်ရင်လောက်ကန်ကိုကိုကန် MMD ရာတင်းတဲ့အချိန်မင်းအောင်လည်းကလွတ်လပ်ရေးညစာစာပွဲကိုနေပြီးတော့မှခံခံနာနာကျင်းပတယ်။ဒီလိုပဲ February နဲ့ March လတွင်ရခိုင်နဲ့ကချင်ဘက်မှာသူ့ရဲ့စစ်တပ်တွေမရှုမလရှုံးနေနေတဲ့အချိန်မင်းပြကြောက်တော်ရသေးတောင်ပုံနှကြောင်းရံပြဲ ။နောက်ရခိုင်ဘက်မှာဆိုရင်ဆွန်ဘရာဘွန်စင်ဘိုတို့လိုမျိုးတွေတမျိုးပြီးတမျိုးလက်လွတ်နေရတဲ့အချိန်မှာ तू ကဆွန်လန်ဗိလောင်းလူပွဲနဲ့နောက်ပကိုးမှာစိတ်ပူတော်တင်တာမျိုးတွေလုပ်နေတယ်။ဂျွန်နဲ့ဇူလိုင်လမှာတော့စင်ကူမိုကုတ်နောက်ချိုအဲ့ဒီမျိုးတွေကြတဲ့အချိန်မှာ तू ကမာရာဝီဆရာတနည်းပြဘွာဆိုတင်ငန်းကတ်တာတွေနောက်တက်ဆိုဟိုဝန်ထမ်းအောင်တဲ့သူတွေစုချီးမြင်တာတို့เนาะမိုးရသည်တစ်ပင်ဆိုင်ပွဲတို့เนาะဒါမျိုးတွေလုပ်နောက်ဆုံ လာရှုကရှေ့မြောက်တိုင်းစစ်တပ်နာကျုံရမကကြာသွားတယ်။ဩဂတ်3ရက်နေ့မှာတော့သူကပသိမ်ဘက်မှာစင်ဘူရိုရှာဖို့တိုင်းမှုတွေဝန်ကြီးချုပ်တွေကိုအမိန့်ပေးတာတွေ့ရ။နောက်မျိုးသားပြတိုင်းတို့ရသဆက်ကောင်းဆက်ယုံတို့အဲ့ဒါမျိုးတွေသွား။အဲ့ဒီရမကမကြခင်ပေါ့တကယ်ဟိုပဲရေးပေါ်ကာလအထီးကိတ်ကြာဆုံးများနေတဲ့ကာလမှာတော့သူကသူ့ကိုယ်သူယာယီသမရခံမှုကိစ္စနဲ့အလုံများနေတယ် ဲ့တော့အဲ့ဒါကြောင့်လဲသူဆစ်လော်ဘီတွေဂျားထဲမှာမခံမရနိုင်ပောက်ကွဲမှုတွေပြပြီးတော့အာဦးမင်းအောင်လိုင်းခင်ဗျားကြောင့်တက်မတော်တမိုင်းရိုင်းသွားပြီးကိုလက်အောက်ကစစ်သားတွေကရိတ်ခါတောင်ဖက်တောက်ခန္ဓာလို့မြက်တွေကိုရိတ်ပြီးစားနေအနေထားဖြစ်နေပြီးရန်သူလက်ထဲမှာကြက်ကလေးငက်ကလေးအဖမ်းခံနေဒီမှာဒီလိုပွဲတွေတက်နေလို့အေးမပါတဲ့နေရာသွားပြတာတမရောတစ္ဆာပေါတော့ ਨੇ အတူတူပဲ ုမေအောင်လိုက်ခင်ဗျားကိုအရင်ကအာနာမက်လို့အာနာထိမ့်သိမ်းထားတာဆိုတာမျိုးသူများတွေပြောရင်ကျွန်တော်တို့အမြဲတမ်းစတင်နေပေမဲ့အခုတော့ခင်ဗျားကကာကွယ်ဦးစီးချုပ်နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ယာယီသမရတွေအကုန်ပြလာခင်ဗျားမလုံဘူးလားနောက်ပြီးလုံနေတာတော့လေတလွဲတချော်တွေနဲ့မျိုးတွေတမျိုးပြီးတမျိုးလက်လွတ်နေရတာပါတခုမှတိုးတက်တဲ့လက္ခဏာမျိုးမမြင်ရဘူးစားတဲ့အဲ့ဒါမျိုးတွေပြောလာတဲ့အထိပါပဲအဲကျူချိုင်းနေဆိုတော့ဘောနော်ဒီ စကောင်းစာဦးမြောင်းလိုင်ကဒီအပျော်မတ်တယ်လို့ပဲပြောမလားပွဲမတ်တယ်လို့ပဲပြောမလားဗောနော်ဒါမှမဟုတ်ဒီဟာတွေကိုစိတ်ဖြည့်စရာတခုအနေနဲ့လုပ်နေတာလားဆိုတာမျိုးကိုတော့မပြောနိုင်ဘူးဗောလေသူကိုယ်တိုင်ပဲသိမှာဗောဆိုတော့သူဒီလိုမျိုးဟိုဟိုရှောက်လုံနေတာကိုသူ့ဘက်ကလူတွေကပြောနေတာဟာကိုရောသူသတိထားမိသလားသူသိနေလောက်မလားဗောလေဆရာ စနေစကွန်စစ်စင်ရေးစာခဲ့တဲ့2023အောက်တိုဘာ29ရက်နေ့ကနေအခုတစ်နှစ်အတွင်းပေါ့ဦးမြောင်လိုင်းပုံမှန်တက်တဲ့ပွဲတွေကိုကျွန်တော်တို့ကြည့်လို့ရှိရင်စုကာယီတီပြိုင်ပွဲမျိုးသားအကစားပွဲတော်ပညာရေးညီလာခံကဆုံချောင်ရေးတွန်းပွဲမိုးရသည့်စိုက်ပျိုးပွဲဝါဆိုသင်္ကန်းကထိန်သင်္ကန်းဒါလွတ်ပွဲမိပုံပြန်ပွဲဖျားတီတီပွဲလွတ်လပ်ရေးနေ့တမရော်နေ့ပြည်တော်စုနေ့အာဒါတွေဟိုဆက်နေတယ် ဆိုကရည်တီးလို့ပွဲမျိုးကိုဆိုရင်သူဖွင့်ပွဲတခါလာတယ်ပွဲလာကြည့်တာအားလည်းလက်ရှိသေးတယ်နောက်ပိတ်ပွဲနဲ့ဂုံပြူညတာစားပွဲတက်တာလည်းရှိသေးတယ်အဲ့မှာဘူးပဲအဲပွဲပွဲပေါင်းရမှာနည်းဒါပေမဲ့ဒီတစ်နှစ်လုံးမှာသူကစီရင်နဲ့ပတ်သက်ပြီးတော့ထုတ်ပြောတာဆိုလို့ကိုးခံပဲရှိတယ်နော်ဒါတော့မှသူကအာအချိန်လေးမှအောင်ပြောတာမဟုတ်ဘူးနိုင်ငံရေးအကြောင်းကြီးပြောတဲ့ခန်းနာတွေမိန်ကွန်းတွေနော်စီရင်အကြောင်းကြီးပြောတဲ့မိန်ကွန်းတွေပြန်ကြည့်ကြည့် သူ့မျက်နှာအတော်မတမယာဖြစ်တာတွေ့ရဒါမဲ့ပွဲလန်းသပင်းနေဆိုရင်တော့သူ့ကိုကြည့်လိုက်လို့ရှိရင်မျက်နှာကြီးကပြုံးဖြီးပြီးတော့နော်ဖုံကြီးပြန်အားစအကုန်တက်လာအဲ့ဒါ YMB နှစ်ပတ်လဲ MRTV နှစ်ပတ်လဲဒါကြောင့်မေကွန်းကပွဲကြိုက်တာလားလို့ဆိုရင်သိကြတယ်ပွဲကြိုက်ခင်ဆိုတာမာရဝီစီကဖျားစီကာဖို့ဆိုပြီးတော့ဝင်နှန်းနေဆိုရင်မဖြစ်မနေသူတဲတဲ့ဖရားမဖြစ်မနေပူရမယ်ဆိုပြီးတော့အလူငွေထည့်ခိုင်းတာမျိုးလုပ်ပြီးရင်ဒီဖရားကိုလာသမျှလူတွေက ဘုရားအကြောင်းသူကိုယ်တိုင်ရှင်းပြပြီးတော့လူတယုံယုံနဲ့နေခဲ့ရတာကိုလေအင်မတန်ကြိုက်တယ်အဲ့တော့သူကပွဲကြိုက်တယ်ပွဲကြိုက်တယ်နောက်တစ်ခုကသူဒီဟာမျိုးတွေဘာလို့လှုပ်လဲကျွန်တော်အမြင်တော့သူကစစ်ရှုံးသမားဖြစ်နေတယ်နေမြေတွေစစ်စကန်တွေကလက်လွတ်ပြီးတော့သူစစ်တီတောင်းပေါင်းများစွာတေဆုံးကြဆုံးနေတယ်လူတွေကလည်းသူ့မကောင်းကြောင်းပြောတယ်ဟလာသူ့ရဲ့ရန်သူဘက်ကရောနောက်သူ့စစ်တပ်ထဲရပါသူ့ကိုဝေဖန်ကြတယ်အပြစ်ဖို့ကြတယ်သူ့မှာမလုံခြုံမှုရန်သူတွေဝိုင်း ပတ်လဲဝိုင်းနေအဲ့ဒီတော့ तू อ่ะ तू ဘယင်ဖြစ်တယ်ဆိုတာကိုပြကြရင်တော့ तू ထိမ့်ချုံနိုင်သေးတဲ့နေရာအထူးသဖြင့်နေပြီးတော့မှာပေါ့ဒီပွဲလန်းသဘင်နေလုံးပြီးတော့ तू စိတ်ဖြည့် तू ထိမ့်ချုံတဲ့နေရာကဘလောက်ပဲသေးသေးအာနာသူ့စီမှာရှိတယ်ဆိုတာမျိုး तू ပြကြရင်လည်း तू ခံစားကြရင်အဲ့ဒီအတွက်လဲငွေအကုန်ခံတယ်။ပါလွတ်လပ်ရင်းနေတမ်မရော်နေဂုံတူးဆောင်ပွဲပေးတာတွေဆိုရင်ဘတ်ဂျက်တွေကနေပြီးတော့တိကျတယ်လုံးလောက်တက်ကောက်ဟိုသုံးတာတွေ့ရအာနာရှင်ချင်းတွေ့ရင်တော့မှအရင် ဦးနေဝင်းတို့ဦးသန်းရွှေတို့တဲ့သူကစကားလဲပုံများတယ်အပျော်ပါလဲပုံမတတ်တော့လူချမ်းမင်းတယ်လို့ပေါ့သူ့ကိုလူတွေဝေဖန်တာမင်းအောင်လာမသိဘူးလားဟိုသူကဒီအာနာသိန်းတော်ပြီ2021အဲထဲရောပါပဲသူ Facebook မသုံးတော့အရင်တော့တော့တုံးတယ်သူ Facebook မသုံးတာလဲသူ့အကောင့်ပိတ်ထားတာအကြောင်းပါတာအကယ်၍ Facebook တုံးလို့ရှိရင်လဲဒီအဲ့2021ထဲမှာဟိုပဲသူ UB သိဖို့ရှိဘာဖြစ်တော့သူ့ကို ဟိုတနိုင်ငံလုံးကဝိုင်းပြီးတော့ဆဲတဲ့အစင်ပါနော်တကယ်ဟိုဒါဟိုတခြားသူတွေမကြုံရတာဒါပေမဲ့သူတို့မှာသူတို့အတိုင်းဝိုင်းကြီးတက်တက် Telegram group ရှိတယ်အဲ့ဒီထဲမှာသူပါတယ်နောက်ထိပ်ပိုင်းကောင်းကောင်းနေနောက်သူတို့ရဲ့စနီးမယားတွေတာသမီတွေယုံကြည်စိတ်ချရတဲ့အတွင်းလူတွေပါအဲ့ဒီတဲ့ကသူတို့အုပ်စုတည်တဲ့တည်င်းပေးတဲ့တည်င်းတွေ share ပေးနေတဲ့အစုအဖွဲ့ရှိတယ် အဲ့ဒီတည်င်းတွေဘယ်လိုဘယ်လိုမျိုးတည်င်းတွေလဲဆိုတော့ဘရင်ပစိုးအိုးကြီးပါပဲဆိုတော့ပြောတာရေးတဲ့လူမျိုးတွေဥပမာပေါ့ဒီစာကစားအချံပေးပုတ်ကိုဒေါ်ရင်ရင်ွယ်ရေးတဲ့ဟာမျိုးအဲ့ဒါမျိုးတွေ share တယ်။နောက်တချို့ဝေဖန်ရင်တော်မှာပါပါလေးဝေဖန်တဲ့လူ။နောက်တော်လိုင်းရေးဘက်ကိုအပြစ်ပြောတဲ့ဟာမျိုးအဲ့ဒါမျိုးလေးတွေအဲ့ထဲမှာ share ပေးတယ်။မင်းအွန်လိုင်းကသူ့ကို public သိအောင်လူအများသိအောင်ဝေဖန်ရင်ဘယ်သူမှမချဘူး။ သူ့မှာနတ်နေခိုင်းဆိုတာလည်းမရှိဘူး။သူကဘယ်လိုဖြစ်လဲဆိုတော့ရန်သူများတဲ့အခါကျတော့မလုံးဂျုံနဲ့ရန်လိုတဲ့ခွေးယူတကောင်လို့စိတ်ပိုင်းဆိုင်ရာဖြစ်တာအဲ့လိုပြောလို့ရတယ်။ဒါကြောင့်လဲဒီမကြသေးခင်ကဘိုးချုပ်မူကြီးတန်းရွှေရဲ့တမက်အရင်မဆာလာလက်ထောက်စစ်ထောက်ချုပ်တို့ဒူးဝင်ကြီးတို့အထိဖြစ်ခဲ့တဲ့ဘိုးချုပ်တင်ဆိုင်ရဲ့ပါနော်သူကဆေးဘက်ပညာရှင်စစ်တပ်ထဲဝင်ခဲ့တဲ့ဒေါက်တာနေဆိုနေဆိုမောင်ကိုဖမ်းတယ်။ကိုလာပြည့်ရဲ့အဖေ၊နေရွှေသွေးအောင်ရဲ့အဖေပေါ့ now ဦးသိန်းစိန်လက်ထက်ကဒီ super minister ပေါ့ဦးစားပေးဝင်ကြီးတယောက်ဖြစ်တဲ့ကံကြားရေးဝင်ကြီးဦးရဲထွတ်ကိုလည်းဖမ်းပြီးတော့နှိရှိထောင်ချတယ်ဦးရဲထွတ်ဆိုရင်ဒါအခုဒီဒူးချုပ်ဒူးပုတ်ချုပ်မူကြီးဆိုဝင်ရဲ့တငယ်ချင်းစစ်တပ်တို့အပတ်စဉ်အတူတူဦးတန်းရွှေတို့ဦးသိန်းစိန်တို့သဘောကျတယ်ဒါလည်းမရဘူးပဲသူသွားသူ့ကိုဝေဖန်တဲ့အတွက်ထောင်တယ်ပဲဒီနေရာမှာဘလို့ဖြစ်လဲဆိုတော့စစ်ထောက်လမ်းရေးဒီစာရဖရဲ့အခန်းကဏ္ဍကလည်းအတော်ကြီးတာ စစ်ဘက်ရေးရလုံလုံကြီးအရာရှိချုပ်ဆာဖဒီအကြီးကဲပေါ့ပေါ်ချုပ်ကြီးရဲဝန်းကသူကလက်မယွန့်တာတက်သမားစိတ်ရှိတယ်စစ်ကြောရေးတွေမှာဖန်စီနှိမ့်ဆက်တက်ဖြတ်တာနော်အဲ့ဒါတွေလုတ်ပြီးတော့မင်းအောင်လိုင်ရဲ့ယုံကြည်မှုအပြည့်ရတယ်အ ਨੇ စုတယ်မှာသူပါတယ်ဒါမင်းအောင်လိုင်ကသူ့ကိုဇေယျကြော်ထင်ပွဲရစစ်မှုထမ်းမောင်းဆိုတဲ့အဲအတိတ်ပဲပေါ့ပွဲချင်းမြင်တာ စာပါကွန်ရက်ကိုသူထတ်တိုးချဲ့တာပြီးတော့မင်းအောင်လိုင်စီကအာဏာကုန်ရတဲ့သဘောဖြစ်။နောက်မင်းအောင်လိုင်မှာသူကဘယ်သူမှမယုံရဲတဲ့အနေထား။အချိန်ကြီးလည်းမအောင်မြင်တဲ့အချိန်ကြီးဆိုတော့သူကိုယ်တိုင်နေရာတကာမှာပါ။သူ့မှာလုံခြုံရေးရလွဲလို့ရှိရင်သက်ဆိုင်ရာကဏ္ဍတွေအာဏာပြည့်ပေးပြီးတော့လူခွဲလို့မရှိဘူး။မထားတော့တဲ့အနေလို့ပြောရမထားတော့တဲ့အခြေအနေလို့ပြောရင်ပိုတိကြတမျိုးတမိုးလုံးဖြောက်စိတ်ပေါ့သူနေရာတကမှာ ဝင်ပါနေတာအာအကြောင်းရင်းတစ်ချက်ဖြစ်ပါတယ်လက်ရှိဆိုလို့ရှင်ဗောလေဒီအာနာသိမ်းထားတဲ့ကာလကလင်းနဲ့ပြစ်ကနေပြီဗောလေကျတော့ဒီလင်းနဲ့အတော်အတွက်မှာရစက်ကောင်းဆောင်ကသူ့ရဲ့ဒီလှုပ်ဆောင်ချက်တွေပြီးတော့သူ့ရဲ့ဒီစီမံခန့်ခွဲမှုတွေပေါ့နော်အဲ့ဒီဟာတွေကိုသူကိုယ်တိုင်အားရကျေနပ်တဲ့အရေးအောင်မျိုးတွေတွေ့ရလာပြီးတော့ဒီလင်းနဲ့လင်းနှစ်တာကာလအတွက်မှာဒီစက်ကောင်းဆောင်ဦးမင်းအောင်နိုင်မှာဒီဘယ်လိုမျိုးလက္ခဏာမျိုးတွေကိုတွေ့လာရတာမျိုးရှိလဲရှင် ကျွန်တော်အစောပိုင်းကပြောလို့ဦးမြောင်လိုင်ကပွဲလမ်းသဘင်တွေမှာဆိုရင်တော့ဒါသူ့မျက်နှာပြုံးဖြီးပျော်နေတယ်စီရေးနိုင်ငံရေးစီးပွားရေးကိစ္စအတိုင်းပြီးကိစ္စပြောမယ်ဆိုရင်အဲ့ဒါမျက်နှာရှစ်ခေါက်ထုတ်ပြနေရောအဲ့ဒါကလည်း तू ကစစ်ကောင်းဆောင်ဒါမဲ့စစ်ကမနိုင်ဘူးအာနာသိန်းနဲ့အာနာသိန်းနာမအောင်မြင်ဘူးတနိုင်ငံလုံးပုံကန်ဒေါ်လာကခံရတယ်စီးပွားရေးတော့ပြောမယ်နော်အဲ့ဒီတော့ तू ကရသေးစိတ်ပြေတွေပြောရသေးစိတ်ပြေတွေလုံးဟန်ကိုဖို့နေနေတာပေါ့ အားရခြေနဲ့ဆရာမှမရှိတာသူပဲခြေနဲ့မလို့နော်နောက်သူဘသူမှလည်းစိတ်မချတော့ဘူးအရင်တော့ဒုရယပိုချိုကြီးစိုးထွတ်တော့ဒုရယပိုချိုကြီးမုံမြင့်တော်တို့သူအာနာပေးလို့လေပိုလူတွေကလည်းလုတ်ပိုင်ခွင့်အာနာကြီးကြီးရလာတဲ့အချိန်မှာလတ်စားတာပိုလီတကြောပြောင်းဟိုတွေ့တော့တာအဲ့ဒီအချိန်တိုင်းပြည်ရတဲ့စီးပွားရေးတွေကကမောက်ကမဖြစ်ရိုက်ခတ်မှုတွေရှိတဲ့ကကြသူကလည်းတိုင်းထိလာတော့သူလူရင်းနေ နော်သူအာနာသိန်းတာမှာအမားကန်သမားတွေကထိုးကျွေးပြီးတော့ထောင်ထဲထဲလှုပ်တော့အဲ့ဒီနောက်ပိုင်းသူအာနာသိန်းမပေးရတော့အခုကသူ့အချိန်ကသူကအဲဒီနောက်ပိုင်းမှာစစ်တိုက်တာတော့မပါလာဒါတွေကတော့သူရဲ့ဝါဒပြန်ဒီညာဝတီတို့မြန်မာလင်းတို့မှာမပါတော့သူကအများမသိကြသူကသူစီယုံကနေပြီးတော့မြေပုံထောက်ပြီးတော့သူမြေပြင်ချင်းတွေကိုနားမလဲပါမလဲနဲ့ဘာတွေခိုင်းလဲဆိုတော့တောင်းခံတာမဆုံးနဲ့ဒါကြီးပဲလို့ လမ်းပြူထောင်လို့ရှိရင်စစ်ခုံရုံတင်ပြီးတော့တေတံထောင်တန်းနေပေးတယ်။သူစိတ်တိုင်းမကြလို့လူပြောင်းလဲလှုပ်လိုက်တာ2023ထဲမှာ ਉਹ ပဲစစ်တိုင်းမှု73ရောက်နဲ့ကာဆာဒါမှု9ရောက်အပြောင်းလဲဖြစ်သွားတယ်။အဲဒီတော့သူ့တပ်တွေတေတာဘာမှမဆန်းဘူး။ယာမာကစစ်ဌာနချုပ်ဒေသကုကဲမှုစစ်ဌာနချုပ်လောက်ကိုင်းစကခါကိုစကကား55ပေါင် တိုင်းရင်တပ်ဖွဲ့ပေါင်း100ကျော်ကစစ်အင်္ဂါစင်တွေကလုံးလုံးပျောက်သွားတဲ့အထိဖြစ်သွားတယ်။ နောက်တစ်ချက်ကသူဒီတဆက်တည်းပေါ့ဒီအေးစစ်ရှုံးတော့သူလည်းမအိနိုင်မစားနိုင်ဖြစ်ပုံရပါတယ်စိတ်ကလည်းမချတော့မြေပြင်တတ်မှုတွေကိုသူစီရေးအခြေအနေတရင်ကို15မိနစ်တခါလောက်ကိုအစီရင်ခံတိုင်းတယ်အဲ့တော့ဒီမြေပြင်တတ်မှုတွေကတကယ်မိုးရေရေတဲ့စစ်ကပြင်းနေပြင်းထန်နေတဲ့အချိန်မှာသူတို့တတ်တော်သူမကုတ်ခဲနိုင်တော့ဘူးသူအပေါ်ဟိုသတင်းပို့နေရတာပဲအချိန်ကုန်အဲ့တော့စစ်ကရှုံးပါတကယ်တော့မင်းအောင်လှိုင်ကဒီ တခြားစီမံခန့်ခွဲမှုမပြောနဲ့သူရဲ့ professional ဖြစ်တဲ့စစ်ပညာတော့လောက်လောက်လာလာမတတ်ဘူး။ तू ကဘယ်လိုဖြစ်လဲတော့နိုင်ငံရေးသမားဖြစ်ကျင်တဲ့စစ်တပ်ကောင်တော့ဘွားဖြစ်တယ်။ तू ကအမိန်နာခံမှုကိုကောင်းပြီးတော့လူကြီးကြိုက်အောင်နေတတ်တယ်။အဲ့မှာ तू ကနိုင်ငံရေးကလည်းမနှူးမနှက်သူ့မှာကြည်ကြည်ပြတ်ပြတ်စဉ်းစားနိုင်မှုကလည်းအားနည်းတယ်။နောက်ဒါကလည်းဒီသူတို့တင်ကြားတဲ့သူတို့ရဲ့ပတ်ဝန်းကျင်ကြောင့်လည်းပါနိုင်ပါတယ်။နော်။ နိုင်ငံရေးဆိုတာလည်းသူကဖြတ်တန်းမှုရှိရတာ ਉ အဲ့ဒီလိုနဲ့လူမနေရမှာမဟုတ်ပဲနဲ့ဒါစစ်ကောင်းဆောင်ပြလာကာကွယ်ရေးစီတုပ်ပြလာတယ်ကိုနေရကိုမနေတော့သူလည်းပြက်သူတက်လည်းပြက်တိုင်းပြည်လည်းယိုယွင်းပြက်တယ်ဟာဖြစ်တော်တာပါပဲသူချိုင်း ေအမျိုးတွေပေါ့နော်အထူးသဖြင့်ဒီတန်းစစ်ဌာနချုပ်တွေလက်လွတ်နေရတဲ့အချိန်မှာသူဘာလုပ်နေသလဲဆိုတော့အပေါ်မိကုန်းထုတ်လာကြတဲ့ဒါနဲ့ပတ်သက်ပြီးတော့ပေါ့လေအခုဒီရခိုင်ကအန်းအန်းကဒီနပခဌာနချုပ်အနည်းမှာတိုက်ပွဲတွေပြင်းနေတယ်လို့ကြားရတယ်ပေါ့နော်ဒီနပခကဒီ ဒုတိယမြောက်စစ်ကောင်စီလက်လွှဲရနိုင်ခြင်းရှိတဲ့တိုင်းစစ်ဌာနချုပ်လို့ထင်ကြီးပေးကြတာတွေလည်းရှိတော့လေဒီလက်တွေ့မှာဒီနဘခကဒီဓာရှုကရမခလိုမျိုးကြာသွားနိုင်တလားပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ဒီစကောင်းဆောင်ကရောဘလို့စီမံနေလဲသူဒီအချိန်မှာသူဘာတွေလုပ်နေလဲဆိုတာမျိုးကိုတော့ဘာတွေကြားသိရသေးလဲရှင်အန်းကဒီရခိုင်မှာဆိုရင်သူက strategic location ရှင်းတော့တောင်မြောက်အကုန်ဟို accessible ဖြစ်တာပေါ့ရောက်နိုင်တဲ့နေရာတဲ့ တကယ်ဟိုအချက်ချလေးရှိတယ်အဲ့မှာအနောက်ပိုင်းတိုင်းရှစ်ဌာနယုတ်ကအခြေဆိုင်တယ်နပခအဲ့တော့အဲ့ဒီနပခရခိုင်ပြည်နယ်နောက်ချင်းပြည်နယ်တောင်ပိုင်းတစ်ခုလုံးကိုသူပါပြီးတော့ပြေမလို့ပြောလို့ရတဲ့မကွေးတိုင်းတွေကလည်းနယ်နိမိတ်ထိစပ်နေတာအဲ့တော့ပထဝီအနေထားရအင်မတမအကြီးပါနောက်တစ်ချက်ကအန်စစ်ဌာနယုတ်ကြရင်စစ်ကောင်စီရဲ့ဂုံတိတ်ကကြပြီเนาะသူသူ့ရဲ့စစ်တပ်ကအာပျော်ဒီဟိုပျော်လဲဖို့အတွက်ကို ဟိုထပ်ပြီးတော့မိစာထပ်ထည့်လိုက်လို့ပြည့်အန်ကြပါလို့ရှိရင်စစ်တွေဒါကဆနောက်ပြီးတော့စကခငါရှိတဲ့တောင်ကုန်းမောင်တော်မန်အောင်ကြောက်ဖြူနဲ့အေယာဝီတိုင်းနဲ့ဆက်နေတဲ့ဂွားမှာရှိတဲ့တပ်တွေပါလက်နက်ချလာလို့ပြုံစင်းလာမှာဖြစ်နောက်ပြီးတော့အေယာအန်ကိုတာပေးထားတဲ့တော်ဟင်းနဲ့မဲတော်စကန်းနေခမ303အဲ့ဒါပြမြို့ထဲမှာရှိနေတဲ့အန်လီစိတ်တို့အမှန်နဲ့တတ်မလို့ဆေးရုံတို့ပါ ဒီမြို့ area ရဲ့90ရာခိုင်နှုန်းတော့ရတာအခုတိုက်ပွဲတွေကအန်းနဲ့အဲမီတာရာခနန်းလေးမှာတိုက်ပွဲဖြစ်နေပြီးရင် A ရတက်အန်းကိုဝိုင်းပတ်ပိတ်ဆို့လာပြီးတော့ဒီသူ့ရဲ့အဲထောက်ကိုလမ်းကြောင်းပေါ့အားလုံးကိုသူကဖက်တောက်ထားတယ်အဲလိုစီကိုဟိုသူကထိန်းထားတယ်အဲ့တော့ဒီစစ်ကောင်စီကနပ်ပခါတဲ့ဟိုရိတ်ခါပို့ချင်တော့မှလေကြောင်းနဲ့လေဒီနဲ့ပို့နေရတယ်ဒါဖြစ်သူဒီဟာကိုမကြောက်အောင်အသေးအံစူးစမ်းတယ် เนาะဒီ MH site တဲ့တိုင်ရင်73ရင်းအပြင်ကိုပဲကြောက်တော့ကစကခငါတိုင်ရင်တချို့တွေကိုဖွဲ့ပြီးပို့ထားတယ်เนาะနောက်ပြီးတော့လေချောင်းပစ်ကူအဲ့တော့အဓိကထားပြီးတော့ပစ်ပေးနေရတွေ့အဲ့တော့ M ကချိန်ဒီလာပိုင်းတွေ့မှာပဲကြာသွားနိုင်တဲ့အနေရတော့ရှိနေပြီအဲ့တော့အန်းနာကြာသွားလို့ရှိရင်တော့မြန်မာနိုင်ငံမှာစစ်ကောင်စီအနေနဲ့ဒုတိယမြောက် ကျသွားတဲ့စစ်တိုင်းဌာနတို့တခုဖြစ်လာ။ဒါပေမဲ့တစ်ဖက်မှာတော့တရုတ်ရဲ့ဂျားဝင်မှုအသစ်ဖြစ်ထွန်းမှုတွေရှိ။မြောက်လိုက်နောက်လအလယ်လောက်ဆိုရင်ဒါတရုတ်သွားမယ်။အဲ့တော့ကျွန်တော်တို့ကြည့်ရမှာတရုတ်နဲ့ဘလို့သဘောတူညီချက်ရရရမလဲဆိုတာစောင့်ကြည့်ရ။သူတရုတ်ခီးစင်တဲ့မှာတရုတ်ဝင်ကြီးချုပ်နဲ့ပါတွေ့မယ်လို့ထင်။တရုတ်ကပရမတော်ဒါမြောက်လိုက်ကိုအနာယူတခြားသူလွှဲရဲဆိုတာမျိုးသူတိုက်တွန်းတယ်။အဲသူတို့ကဂျန်နဲ့စစ်တပ်နဲ့ဆက်ဒီလုံမယ်ဆက်ပြီးတော့နှိမ့်နိုင်မယ်။ ဒါပေမဲ့မင်းအောင်လိုင်ကဒီဒီအဆိုပြုချက်ကိုခါခါတီးတီးကိုညင်းလက်မခံအဲ့တော့တရုတ်ကနီလန်နီလန်ပြောင်းလိုက်တာကျွန်တော်ကတော့အခုတရုတ်ပြောင်းလိုက်တဲ့နီလန်ကမြန်မာလူထုရဲ့ဆန္ဒနဲ့လုံးလုံးတွေ့ဖီနေတယ်လို့မြင်ဗမာဒီဒီမိုကရက်ဒီပြည်မဘက်ကလူတွေလည်းမကြိုက်ဘူးเนาะနောက်ပြီးတော့ EU ရောတိုင်းသားလူထုကလည်းမကြိုက်ဘူးအဲ့တော့အဲ့ဒီအချိန်မှာလူထုကြားထဲမှာတရုတ်စန့်ကျင်ရေးစိတ်တွေကတကြောပြန်ပြန်တက်လာအဲ့ဒါက နှစ်နိုင်ငံလုံးအတွက်အကျိုးရှိတယ်ပြိပခါတွေကိုစွဲခေါ်သွားမှာစိုးရင်ကတောင်းတဲ့အခြေအနေမဟုတ်ဘူးလို့မြင်တယ်ဒါတရုတ်အနေနဲ့အဲဒီမှာပြန်ပြီးစဉ်းစားတင်တယ်လို့မြင်တယ်ယူချင်ဟုတ်ကဲ့ဆရာအဲဒီတစ်ပတ် editorial talk အစီအစဉ်ကိုဒီဒီမှာပဲရနာလိုက်ချင်ပါတယ်ဆရာပအဝင်ဆွေးနွေးပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးပါ လောကောမီဒီယာကိုဆက်လက်ရည်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ဦးနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။